မင်္ဂလာပါရှင်ဗမာခေတ်တည်ထောင်နာရဲ့ထိတ်တန့်တဲ့မျိုးကိုတင်ဆက်ပေးပါမယ်ပထမဆုံးရန်ကုန်တလားတရာနောက်ဆုံးစေမင်းအောင်လိုင်းလာကြည့်၍မြေကူးတမန်စိတ်များအလုံးပိတ်ပင်လိုက်ပြီးမြေတွင်စေတမောများကင်းလေတလားမျိုးနယ်နဲ့ရန်ကုန်မြို့စိတ်ကံဝင်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တလားတရာ နောက်ဆုံးဆိတ်အချိန်လေးကိုအကျန်းဖက်မင်းအောင်လိုက်ကလာရောက်ကြည့်ရှုမိဖြစ်၍ရန်ကုန်တလမြေကူးတမန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေတွင်းစစ်သည်မော်များကင်းလေနေကြောင်းဒေသပြည်သူများနဲ့စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါရယ်ယမန်နေအောက်တိုဘာလ9ရက်ည8နာရီခန့်ကရန်ကုန်တလမြေကူးတမန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြေအတွင်းမှာလည်းစစ်သည်မော်အချို့ကိုကင်းလေချထားခဲ့ကြောင်းဒလမျိုးပေါ်နေမြို့နယ်အတွင်းမှာလည်းစစ်တပ်ကတက်ဆွဲခဲ့ပြီးကင်းလေခဲ့ပြီး ရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းမှာစစ်ကားငယ်တချို့ပြင်လှည့်လေကင်းလဲမှုများကိုရမန်နေကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျာ။ ရှမ်းကုန်ဒလသံမန်တွေနဲ့သံမန်စိတ်တွေအလုံးကမင်းည၈နိုင်ကလေးကပိတ်ထားတဲ့သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်ဒလမြစ်ကူးသင်္ဘောတော့ပေးကူးတယ်ဒါပေမဲ့လူကြီးလာရင်မြစ်ကူးသင်္ဘောလေးခဏရပ်ထားမယ်ပြောတယ်မြစ်ထဲမှာတော့စစ်သင်္ဘောတွေတွေ့တယ်ရန်ကုန်စိတ်ကမ်းဘက်ကလည်းစစ်သားတွေတော်တော်များများချထားတယ်ဒလတရားကိုမင်းအောင်လိုင်လာကြည့်မှလို့ပြောတယ်ဟုဒေတာပြည်သူတို့ကပြောပါတယ် ယနေ့မနက်09:33မိနစ်မှာယမန်နေညကလေးကလုံခြုံရေးရာလိစိတ်များကို လမ်းများပိတ်ပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့ကံများကပြောဆိုကြပါရယ်စစ်ဘက်တရင်ရှင်မြက်ကလည်းရန်ကုန်တလတတာကိုမင်းအောင်လိုက်တွားရောက်ရန်စက်တင်ဘာလတွင်ကလေးကစီစဉ်ထားခြင်းဖြစ်တော်လဲရုရှားခီးစဉ်ပါဝင်ခြားကိစ္စများကြောင့်ခီးစဉ်ရွှေဆိုင်ခဲ့ကြောင်းအော်တိုဘာလ10ရက်ယနေ့မှာမင်းအောင်လိုက်တလတတာကိုတွားရောက်ဖွယ်ရှိကြောင်းပြောဆိုပါရယ် တနာတနာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာလကလေးကဒီနေ့သွားကျင်သွားနိုင်ပါတယ်။ဒလကနောက်ဆုံးအဆင့်ဖြစ်နေပြီးဒီဇင်ဘာမှာသို့မဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းလှုပ်နေတယ်ဟုစစ်ဘက်သတင်းရှင်းမြစ်ကပြောပါရယ်။ ရန်ကုန်တလားတရားမှာတမဏိကျိုးဆိုင်လေးလံသွားတရားကြီးဖြစ်ပြီးပင်မတရားရှိ1936ပေနဲ့တရားရှိစုစုပေါင်း6143ပေရှိကြောင်းတန်ချိန်15000ကန်ရှိတင်မော်ကြီးများရှင်လန်းကင်းလို့စွာသွာလာနိုင်ရန်အမြင့်ပေ160ကန်နေရှင်လန်းကင်းလို့အချိန်925ပေထားရှိဆောက်လုပ်သွားမည်ဖြစ်ကရှင်တစင်းချင်းခန်းနိုင်ဝန်အပြင်85တန်တိဖြစ်ကြောင်း ကိုရီးယားမြန်မာချစ်ချင်းရေးတလတနာကိုကိုရီးယားနိုင်ငံ၏ဖွံ့ဖြိုးရေးစီးပွားရေးဖွံ့ဖြိုးရေးစံပုံငွေချင်းငွေအမေရိကန်ဒေါ်လာ139.833တန်ပြည်တွင်းစံပုံငွေ30.341တန်စုစုပေါင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168.104တန်ကုန်ကြမည်ဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်ပန်းနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2025ခုနှစ် 2015ခုနှစ်နိုဝင်ဘာ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတလာတရာတည်ဆောက်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမရနိုင်ငံကုမ္ပဏီကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်တဲ့ Korea GS Engineering Group က အထူးကတာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပါတယ်ရန်ကုန်တလားတရာဖွင့်လှစ်ပြီးစီပါကရန်ကုန်မြို့မှာတလားတွန်တေကုံမူကွမ်းကြံကုံမြို့နယ်များဒေဒီရဲတရာမှာတစင်ကန်းချေဒေတာများနဲ့ AR တိုင်းတစ်ခုလုံးကိုလွဲကူလင်းမြန်စွာသွာလာနိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်ဆက်လက်ပြီးမော်လိုင်းမြို့နယ်တွင်တိုင်ငယ်စစ်စင်ရေးဖြင့်စစ်တပ်စကန်း6ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီးစစ်တုံးပန်းနှင့်လက်နက်ခဲအများပြားဖမ်းမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမော်လိုက်မျိုးနယ်တွင်တိုင်းငယ်စစ်စင်ရေးကာလအတွင်းစစ်တပ်စကန်6ခုကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းမော်လိုက်ဒေါ်လန်ရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောကြားပါရယ်။ဩဂုတ်လနဲ့စက်တင်ဘာလအတွင်းမော်လိုက်မျိုးနယ်တွင်ရှိအကျန်းဖက်စစ်တပ်စကန်များကိုဒေါ်လန်ရေးတပ်ဖွဲ့များပူးပေါင်းပြီးတိုင်းငယ်စစ်စင်ရေးဖြစ်ပေါ်ဆောင်ခဲ့ရာထောတာရွာပြူစောတိစကန် ကောစီကုံရွာစကန်ညောင်ဝုံရွာပြူစောတိကိတ်စကန်နောင်ပင်ရွာစကန်ကုံနားပင်ရွာစကန်ကုံနဲ့တောင်ရင်ရွာစစ်တပ်စကန်စသည့်6ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်တိုက်ခိုက်သိမ်းပိုက်တာက9ခုပါတောင်ရင်စကန်ကုံကတော့စစ်သားတွေစုခွာထွက်ပြေးသွားတာစုစုပေါင်းစကန်6ခုသိမ်းပိုက်ရရှိခဲ့ပါတယ်ထိခိုက်ဖန်စီသိမ်းစီရမိမှုကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်ဒေါ်လန်ရီတပ်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြုံအနေငယ်တော့ရှိပါတယ်လက်ရှိတိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့မရှိပါဘူးစင် တင်းမာနေတဲ့အခြေအနေတော့ရှိပါတယ်ဟုမော်လိုက်ဒေါ်လန်ရီအင်အားစုတာဝန်ရှိသူက ပြောပါတယ်။ တိုင်ငယ်စစ်စင်ရေးကိုမွန်လိုက်တော်လေးအင်အားစုဖြစ်သည့်ခရိုင်တရင်တတရင်နေတရင်သုံးတရင်လေးပြည်သူခရိုင်တပ်ဖွဲ့ပကဖာနေပြည်သူလုံခြုံရေးတပ်ဖွဲ့ပလာဖာတို့ပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါသည်တိုင်ငယ်စစ်စင်ရေးတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှအတင်းကျပ်ဗန်းစင်ကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့်စစ်သားလေးဦးသည်လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်ရောက်ခဲ့သဖြင့်ဒေါ်လန်ရေးအင်အားစုများဘက်မှဂုံပြူစုငွေများချင်းမြစ်ပေးအပ်ခဲ့ကြောင်းသိရပါသည် မော်လိုက်မြို့နယ်တွင်တိုင်ငယ်စစ်စင်ရေးဖြင့်စစ်တပ်စကန်၆ခုကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးစစ်တုံပန်းနှင့်လက်နက်ခဲရဲအများပြားဖမ်းမိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမော်လိုက်မြို့နယ်တွင်တိုင်ငယ်စစ်စင်ရေးကာလတွင်စစ်တပ်စကန်၆ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းမော်လိုက်ဒေါ်လိုင်းရေးအင်အားစုမှတာဝန်ရှိသူတို့ကပြောကြားပါရယ်။ဩဂုတ်လနေ့စက်တင်ဘာလတွင်မော်လိုက်မြို့နယ်တွင်ရှိအကျန်းဖက်စစ်တပ်စခန်းများကိုဒေါ်လန်ရီတပ်ဖွဲ့များကပူးပေါင်းပြီးတိုင်းငယ်စစ်စင်ရေးဖြစ်ဖို့ဆောင်ခဲ့ရာထော်တာရွာပြူစော်တီစခန်း ဩဇီကုံရွာစကန်ညောင်ဝန်းရွာပြူစောတီကိန်းစကန်နောင်ပင်ရွာစကန်ကုန်းနာပင်ရွာစကန်ကုန်းနဲ့တောင်အင်းရွာစစ်တပ်စကန်စသည့်၆ခုကိုသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်တိုက်ခိုက်သိမ်းပိုက်တာက၅ခုပါတောင်အင်းစကန်ကုန်းကတော့စစ်သားတွေစုခွာထွက်ပြေးတာပါစုစုပေါင်းစကန်၆ခုသိမ်းပိုက်ရရှိခဲ့ပါတယ်ထိခိုက်ဖမ်းဆီးသိမ်းဆီးရရှိမှုတွေကတော့စစ်ဒေသကထုတ်ပြန်ပါလိမ့်မယ်ဒေါ်လာရီတက်ဖွဲ့တွေဘက်ကလည်းထိခိုက်ကြဆုံးအနေငယ်တော့ရှိပါတယ်လက်ရှိတိုက်ပွဲဆက်လက်ဖြစ်နေတာမျိုးတော့မရှိပါဘူးစီရေးတင်းမာတဲ့အခြေအနေရှိပါတယ်ဟု မွန်လိုက်ဒေါ်လန်ရေးအင်အားစုမှတာဝန်ရှိသူက ပြောကြားပါရယ်။တင်ငယ်စစ်စင်ရေးကိုမွန်လိုက်ဒေါ်လန်ရေးအင်အားစုများဖြစ်တဲ့ခရိုင်တရင်တဲ့တရင်နဲ့တရင်သုံးတရင်လေးပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖားနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖားတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်။တင်ငယ်စစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှအတင်းကျပ်ဖမ်းဆီးကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရသည့်စစ်သားလေးဦးသည်လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့သည့်ဖြင့်ဒေါ်လန်ရေးအင်အားစုများဘက်မှဂုံပြူစုငွေများချီးမြှင့်ပေးခဲ့ကြောင်းသိရှိရ ပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲကိစ္စဆွေးနွေးဖို့နေပြည်တော်ကိုမလေးရှားနိုင်ငံသားဝင်ကြီးသွားနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကောင်စီကလုံမဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးဖို့မလေးရှားနိုင်ငံသားအဝင်ကြီးဟာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မလေးရှားအစိုးရကထုတ်ပြန်ပါတယ်။မလေးရှားဟာအရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး ASEAN ရဲ့အလစ်ကြောဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံသားအဝင်ကြီးမိုဟာမက်ဟဆန်ဟာနေပြည်တော်ကို အောက်တိုဘာ9ရက်နေ့မှာတရက်တာခရီးတွားရောက်မယ်လို့အစိုးရကထုတ်ပြန်ပါတယ်။သူရဲ့တရက်တာခရီးစဉ်အတော့အတွင်းဟာဆန်ဟာစစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့စစ်ကောင်စီနိုင်ငံသားအဝင်ကြီးတို့ကိုတွေ့ဆုံမှဖြစ်ပါတယ်။ပြီးတော့ နှစ်ကုန်ကြရင်စစ်ကောင်စီကဥဆောင်ပြီးပြုလုပ်မဲ့ရွေးကောက်ပွဲကိစ္စထိုးတက်မှုမရှိဘဲရပ်တန့်နေတဲ့မြမငင်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေကိုဆွေးနွေးဖို့လည်းစီစဉ်ထားကြောင်းသိရပါဗျာ။ မူလကမလေးရှား၊အင်ဒိုနီးရှား၊ထိုင်းနဲ့ဖိလစ်ပိုင်တို့အာဆီယံ၄နိုင်ငံရဲ့နိုင်ငံသားဝင်ကြီးတွေဟာစက်တင်ဘာ19ရက်နေ့မှာမြန်မာနိုင်ငံကိုတွားရောက်ပြီးစစ်ကောင်စီနဲ့ဆွေးနွေးဖို့စီစဉ်ထားပေမယ့်နောက်တော့အချိန်ရွှေ့ခဲ့တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကမြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NND အပါအဝင်နိုင်ငံရေးပါတီပေါင်း၄၀ကျော်ဟာစစ်ကောင်စီကြီးမှုတဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဒါမှမဟုတ်ပါတီခွင့်ပါဝင်ခွင့်ပိတ်ပင်ခံထားကြရပါတယ်။ NND ဟာ2020ရွေးကောက်ပွဲမှာ ာလူထုထောက်ခံပေး82ရာခိုင်နှုန်းထိရရှိခဲ့ပါတယ်မြန်မာရေစောင့်ကြည့်လေ့လာနေတဲ့နိုင်ငံတကာအခေခတ်တွေကတော့မလေးရှားပါဝင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့မြန်မာနိုင်ငံကိုမတော်တာကပိုကောင်းကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမယ့်အကြောင်းရင်းဘာတစ်ခုမှမရှိကြောင်း စက်တင်ဘာလခီးစဉ်မွှေဆိုင်ခင်တုံးကပြောကြားထားပူပါရယ်အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆဆာကလည်းအာဆီယံဟာမြန်မာငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတယ်ဆိုရင်နူရူကဦးဆောင်တဲ့လုပ်ငန်းစဉ်မျိုးကိုထောက်ခံရမှာဖြစ်ပြီးစစ်တပ်ကဖန်တီးထားတဲ့ဟန်ဆောင်ပန်ဆောင်ကိစ္စမျိုးကိုအားပေးရမှာမဟုတ်ကြောင်းအဲ့ဒီလိုဆိုရင်အာနာရှင်ကိုတရားဝင်မှုပေးတာနဲ့ဘာမှမချကြောင်းတတိပေးထောက်ပြထားခဲ့ကြောင်းသိရှိရပါတယ်